ီလမ်းလျှောက်အဖွဲ့ကိုကချင်လက်နက်ကင်တပ်ဖွဲ့ဖြစ်တဲ့ GIA ကချင်လူမျိုးရေးတပ်ဖွဲ့တပ်သားတွေ APS ရဲ့မြောက်ပိုင်းတအားလူမျိုးရေးတပ်မတော်ရခိုင်လူမျိုးရေးတပ်မတော်နဲ့ကိုကန်တပ်ဖွဲ့တွေနဲ့ဒေသခံကချင်ပြည်သူလူထုတွေကယူလုပေးကြပါတယ်ပန်းနဲ့ရောက်မယ်လို့ကျွန်တော်တို့အိမ်မက်တော့ကျွန်တော်တို့မက်ခဲ့တယ်ဗျ။ဒါပေမဲ့ဒီခီးရရန်ကိုကြံရတဲ့ခီးတွေဖြစ်ပါတယ်။အဲဒါဒီ လူအုပ်စုကြီးကိုကျွန်တော်တို့မှဥဆောင်ရတာကတမျိုးတော့ကြံတဲ့ဒီလမ်းလျှောက်ဘွဲရက်ဒီချက်တွေကိုကျွန်တော်တို့ဆက်ဆက်မပြတ်ဒီရက်ဒီချက်ဆက်လက်ပြီးတော့ဒီရက်ဒီချက်တိုင်းဆက်လက်ရှိနေအောင်ကြိုးစားရတာတမျိုးကျွန်တော်တို့မှအများကြီးခက်ခဲကြုံရတယ်ဒီပန်းတိုင်းကိုကျွန်တော်ရောက်မှာရောက်ပါမှာဆိုဆွေးပူရမှုရှိခဲ့ပါတယ်အမေဒီနေ့ကျွန်တော်ရမ်းမှန်းတာသူတို့အဖွဲ့ကိုလိုင်စာကနေတောင်းတောင်းဖြတ်ဖြတ်နဲ့ပြူတူကြတာကိုလည်းထင်တာနဲ့တခြားစီဖြစ်နေတယ်လို့လမ်းလျှောက်အဖွဲ့မှာပါတဲ့သူတွေကပြောပါတယ် လမ်းလျှောက်ဖွဲ့ထဲမှာရန်ကုန်သကိုင်းမုံရွာမုံညင်းမိုးကောင်းစတဲ့မြို့တွေကလည်းလိုက်ပါခဲ့ကြတာဖြစ်ပါတယ်အခုလိုညဉ့်ညမ်းရေးအတွက်ခြိတဲ့လမ်းလျှောက်ရတာဟာကချင်ပြည်နယ်အတွက်တာမကမြန်မာတိုင်းနိုင်ငံလုံးအတွက်ပါရည်ရွယ်ပြီးတော့လျှောက်ရတာဖြစ်တယ်လို့လည်းသိရပါတယ်ကျွန်တော်ရည်ရွယ်ချက်ကလူတွေပြည်တွင်းစစ်ရတန်းပေးဖို့အဲ့လိုပြည်တွင်းစစ်ရတန်းပေးဖို့မှာကျွန်တော်တို့ဆုံးဖြတ်ချက်ကျွန်တော်တို့ကောင်တယ်ဖော်တဲ့ကာလမှာဟိုကချင်ပြည်နယ်ဟာစစ်ပွဲတွေဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့ရွေးချယ်ရတာ ။ဘာကြောင့်ရွေးကချင်ပြည်နယ်ရွေးချယ်တာလဲဆိုတော့ကချင်ပြည်နယ်မှာပဲစစ်ပွဲရဲ့ဒဏ်ရာဒဏ်ချက်တွေကိုကျွန်တော်လက်တလောကျွန်တော်ပြနိုင်တာကချင်ပြည်နယ်ဖြစ်ပါတယ်။ဒါကြောင့်ကချင်ပြည်နယ်ရွေးချယ်ခဲ့တာပေါ့။အဓိကရွေးချယ်ကကချင်မှာရှိတဲ့စစ်ပွဲတွေရတန်းပေးဖို့တင်မဟုတ်မကပါဘူး။ကျွန်တော်တန်းပြီလို့မှဖြစ်နေတဲ့ဟိုတိုင်းသောဘောင်းဆောင်တွေမှာကျွန်တော်တို့ရင်းဆိုင်နေရတဲ့ဗီဒီပခါတွေအားလုံးကိုကျွန်တော်ချုပ်ငင်းစီခြင်းတယ်။အဲ့ဒီတော့ နိုင်ငံရဲ့အင်အားစုတွေရဲ့တက်မတော့ပေါင်ဝင်ဆိုးရွားရယ်ကျွန်တဲ့တိုင်ရင်သားလေးနဲ့ကင်အားလို့ရေချမ်းရင်တဲ့တွဲဆုံညှိနှိုင်းကြဖို့ကျွန်တော်တောင်းဆုခဲ့ပြီးတာပါကိုရနိုင်ထွန်းဥဆောင်တဲ့ညီညာရေးခီးရှိန်နန်းလျှောက်အဖွဲ့ဟာကချင်ပြည်နယ်ကစစ်ပြေးဒုက္ခသည်တွေအတွက်လူငွေတွေကိုကချင်ဒုက္ခသည်စခန်းတွေမှာတွားရောက်တူရန်ကြမှာဖြစ်ပါတယ်ခင်ဗျာ။